ဒီနေ့မှာတော့အရှင်မုချံအပိုင်း29နဲ့30ကိုဆက်လက်ပြီးတင်ဆက်ပြီးတော့ပါမယ်။ပြီးခဲ့တဲ့ပိုင်းမှာတော့ကောင်းကင်ဆင်ဝိညာဉ်သားရဲကိုအတူတူမဲလိုက်ဖို့မုချံကိုကန်လန်းခဲ့တာမှတ်မိကြအောင်ပဲထင်ပါတယ်။ပြောရရင်တော့ချူချီဟာတနစ်ပတ်လုံးရေကြဲတွေဖုံးလွှမ်းနေတဲ့ခြောက်မှန်တစ်ခုကိုရှာတွေ့ခဲ့ပါတယ်။သူရဲစွန်ပြူဝန်သွားကြည့်လိုက်တဲ့အခါရှာဘတ်လုံးနဲ့တဘာဝရတနာတွေအများကြီးတွေ့လိုက်ရပါတယ်။ ဒါပေမဲ့သူစန်းနာကအဲ့ဒီကြောင်မတော်ပိုင်းမှာဘဲဝဉ္ဉ်သားရဲ့တက်ရှိတကောင်မှရှိမနေတာပဲဖြစ်ပါလေ။ချူချီဟာနည်းနည်းတော့ကြောက်နေပြီမဲ့လဲမထူးတော့ဘူးဆိုပြီးရေခဲချောင်းဝမ်းရဲ့အနက်ဆုံးနေရာထိဝင်သွားတဲ့အခါမှာတော့ဝဉ္ဉ်သားရဲ့တကောင်တည်ရှိနေတဲ့အရေးရံကိုတွေ့လိုက်ရပါတယ်။အဲ့ဒီဝဉ္ဉ်သားရဲ့ဟာလဲဘူးမမှန်နာကိုတတိထားမိသွားပြီးသူ့ရဲ့ဝဉ္ဉ်ဖီအာကိုထောက်လွှတ်လိုက်တဲ့အခါချူချီလည်းမတယုံတမဲပြန်တီးလာခဲ့ရပါတယ်။ သူကြီးကသူခံလိုက်ရတဲ့ဝိညာဉ်ဖိအားဟာအစင်းမြင့်ဝိညာဉ်သားရီတွေထုတ်လွှင့်နိုင်တဲ့ဖိအားထက်ကျော်လွန်နေတာကိုသတိထားမိသွားတာဖြစ်လို့ကောင်းကင်စစ်ဝိညာဉ်သားရဲ့ဖြစ်နိုင်တယ်လို့ယူဆထားတာပဲဖြစ်ပါလေ။ပြီးတော့သူမှတ်မိတဲ့လောက်ရေးဆွဲထားတဲ့အဲ့ဒီဝိညာဉ်သားရဲ့ပုံသူပကြီးကိုထုတ်ပြပါရယ်။天街灵兽就长这样，看着好丑。ကောင်းကင်စစ်ဝိညာဉ်သားရီဆိုတာမြေကွာသားရဲ့အစဉ်စင်းမှာအစဉ်တကနေ80အတွင်းဝင်တဲ့သားရီတွေကိုဆိုလိုတာပါ။ ဲ့ဒီထဲမှာမှအစင်တစ်ကနေ90အတွင်းဝင်တဲ့ဝိညာဉ်သားရေဆိုရင်ဟွာချင်လို့ခေါ်တဲ့ကောင်းကင်ပြောင်းလဲခြင်းအစဉ်ကျင့်ကြံသူနဲ့ညီမျှတဲ့ဆွမ်းအားရှိပါတယ်။မှတ်မိကြအောင်မယ်ထင်ပါတယ်။မုချန်နဲ့တူတီကိုလေးတားခိုက်ခဲ့တဲ့ဟျူနဲမီကကျန်လာပါတယ်ဆိုတဲ့အဖိုးကြီးတောင်ရွန်ချန်လို့ခေါ်တဲ့ကောင်းကင်ဘောဆော့ချင်းအဆင့်ပဲရှိသေးတာပါအဲ့လိုဆိုရင်တော့အခုတွေ့ခင်ရတဲ့ကောင်းကင်ပြောင်းလဲချင်းအဆင့်နဲ့ညီမျှတဲ့ဝိညာဉ်သားရဲ့ဘလောက်ထိဆွမ်းအားကြီးမလဲဆိုတာကိုသဘောပေါက်ကြမယ်ထင်ပါတယ် သဘောမပေါက်ရင်လည်းအခုပြန်လာတဲ့ဗီဒီယိုလေးကိုတွားကြည့်ပြီးသဘောပေါက်လိုက်ကြတော့နော်။ဒါကြောင့်တေချာလေးခွဲချမ်းစိတ်ပြကြည့်လိုက်မယ်ဆိုရင်ကျောင်းသားတွေရဲ့ဝင်ခွင့်စင်တက်ရေးပြုလုပ်တဲ့နေရာမှာဒါတော့ကြောက်စရာကောင်းတဲ့တာရင်တကောင်တရှိနေမှုမျိုးကိုမြောက်ပိုင်းနဲ့ဝိညာဉ်တန်တန်းကျောင်းကလည်းခွင့်ပြုပေးထားမှာမဟုတ်လို့မြေကဘာသားရဲ့အဆင့်တက်ကနေ90အတွင်းဝင်တဲ့တာရဲတကောင်မဖြစ်နိုင်ဘူးဆိုတာကိုဒလိထားမိသွားစေပါတယ်။အခုချူချီဆွမ်းတဲ့ပုံရဆိုရင်စပန်အုံမွေနဲ့ဆင်တူပြီးတောင်ပံတွေလည်းပါတယ်။ပြီးတော့အီးတဲ့နေရာမှာနေရတာကိုလည်းကြိုက်တယ်။ 大家好，米国大爷一生，可那是多么稀奇！四年五年那个偏爱念书的我，目前来看没多大嘞。就又讲嘞，目前哈，那文人也生过杨年比不着，刚刚也生文人大爷，每天过单日里，所有来人没所的，目前也看啊哈，阿萨姆等过都完了来没将票加来摆。唉，这种天赐的大机缘，可别轻易放过了。 မူချန်ကအဲ့ဒီဝိညာဉ်သားရဲ့အမြူတီကိုရအောင်ယူဖို့ဆုံးဖြတ်လိုက်တဲ့အခါရက်ချန်လင်ကတော့ဂတိချမ်းမဲ့ရာတွေရှိကြအောင်ပြောပြပါတယ်စီနင်းဝိညာဉ်ငကားဟာနှစ်တရာပြည့်တိုင်းတစ်ကြိမ်အကြီးခွန်လဲပါတယ်တစ်ကြိမ်အကြီးခွန်လဲပြီးတိုင်းလေခွန်အားဟာပိုပိုပြီးတိုးလာပါတယ်သုံးကြိမ်မြောက်အကြီးခွန်လဲပြီးသွားရင်တော့အရွယ်ရောက်တဲ့ဝိညာဉ်သားရဲ့ဖြစ်သွားပြီးခွန်အားကလည်းကောင်းကင်ပေါက်ဆက်ခြင်းနောက်ပိုင်းအဆင့်နဲ့ညီမျှသွားမှာပဲဖြစ်ပါတယ်မူချန်ကတော့တကယ်လို့အဲ့ဒီတားရဲတာ ကောင်းကင်ပေါက်ဆက်ခြင်းနောက်ပိုင်းအဆင့်မှာရှိနေခဲ့မယ်ဆိုရင် သူရဲ့စွမ်းအားအရာထူးချီလွတ်မြောက်လာနိုင်ခဲ့မှာမဟုတ်တဲ့အတွက်ကောင်းကင်ပေါက်ဆက်ခြင်းကနဦးအစင်းလောက်မှာသာရှိနေလိမ့်မယ်ဆိုပြီးကောက်ချထားလိုက်ပါတယ်။အဲနောက်မှာတော့အခုသွားမယ့်ခီးဟာရန်ကုန်အနေများတဲ့အတွက်နဝဉဉ်အစင်မရောက်သေးတဲ့မော်လင်နဲ့စွမ်းအားကိုထားခဲ့ပြီးခီးဆက်ဖို့လုပ်ကြပါတယ်။နောက်တနေ့ရောက်တဲ့အခါမှာတော့ရေခဲကြိုင်ဝမ်းမှာကိုဟိုင်းတို့အုပ်စုပါဝင်တခြားအဖွဲ့တွေအများကြီးရောင်းလျာကိုတွေ့လိုက်ရပါတယ်။ အကောင်လုံးဟာစီနင်းဝိညာဉ်တကားရဲ့အမြူတီကိုယူကူလာခဲ့ကြတာဖြစ်ပြီးတဖြည်းဖြည်းလူပိုများလာပြီးဖြစ်တဲ့အတွက်တီမခန့်နိုင်တော့တဲ့တခွဲဟာလက်ဦးမှုယူပြီးစီနင်းဝိညာဉ်တကားထွက်လာအောင်လုပ်လိုက်ပါတယ်။တကယ်တမ်းထွက်လာတဲ့အခါမှာတော့အဲ့ဒီဝိညာဉ်သားရဲ့ထုတ်လွှတ်လိုက်တဲ့ဝိညာဉ်ဖိအားတန်းကိုအလူလဲခံနေရပြီဖြစ်တာကြောင့်မကုခံနိုင်ကြတော့ဘဲနောက်ဆုတ်ထွက်ပြေးကြပါတော့တယ်။စင်းနေဝိညာဉ်လကကြီးကတော့သူ့ကိုရန်လာစားတဲ့သူတွေကိုအပြင်းထန်တိုက်ခိုက်ပြီးရှင်းပြနေခဲ့ပါတယ်။ တချို့ကြောင့်သားတွေကတော့အတက်နဲ့ကိုဦးစားကွဲခင်းရပြီဖြစ်တယ်လို့တချို့တွေဟာလည်းအပြင်းထန်ထန်ရကုန်ကြပါပြီ။ဝိညာဉ်တရားကိုထွန်းလာအောင်လုပ်လိုက်တဲ့အဖွဲ့ကပဲလူအလုံးကိုပြန်စုစည်းလိုက်ပြီးတော့စီးနင်းဝိညာဉ်တကားကိုတံပြန်တိုက်ခိုက်ဖို့လုပ်လိုက်ပါတယ်။ခုလိုတက်ခိုက်ခံနိုင်ရတာဟာစီးနင်းဝိညာဉ်တကားကိုပိုပြီးစိတ်တူသွားစေခဲ့ပြီးတံပြန်တက်ခိုက်မှုအနေနဲ့ရေကယ်စုကျွန်းတွေအများကြီးထွက်ပေါ်လာတာကိုတွေ့လိုက်ရပါတယ် အခုမှပြီးဖို့သတိရထားတဲ့သူတွေကတော့ရေခဲစုကျွန်းတွေရဲ့စိုင်းဝင်ခြင်းကိုခံလိုက်ရပြီဖြစ်တယ်လို့အဲ့ဒီထဲမှာမူချန်ကိုပြဿနာရှာခဲ့တဲ့ကောဟိုင်းရင်ကြီးကိုချန်လဲတီရွားခဲ့ရပါပြီ။သူတော်တော်များများဟာလည်းကြီးနေလဲတိမ်မဲ့အတူတူတက်ခတ်ပြီးရှစ်တန်းနိုင်မဲ့လမ်းဖူတာယူလိုက်ကြပါလေ။မူချန်တို့ကတော့ဝင်းမပါလေးပဲအခွင့်ကောင်းကိုစောင့်နေကြတော့မှပဲ။ ့ဆောင်းနေတုန်းမှာနိုင်ငံနဲ့မြေကြီးတွေဟာအရန်ပူလာတာကိုသတိထားမိသွားပါတယ်။အဲနောက်မှာတော့အက်ကွေတူတက်နေတဲ့မြေကြီးထဲမှာချော်ရီတွေနဲ့ပြင်းထန်နေခဲ့ပြီးအဲ့ဒီထဲကနေနောက်ထပ်ကောင်းကင်ဆက်ဝိညာဉ်သားရဲတကောင်ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီဝိညာဉ်သားရဲကတော့မြေကဘာသားရဲအဆင့်80မှာရှိတဲ့မီလီယံဝိညာဉ်ဖွတ်ကြည့်ဖြစ်နေပါတယ်။သူဟာလည်းမူချန်တို့လိုမျိုးစီငင်ဝိညာဉ်ကအာနယ်သွားတဲ့အချိန်ကိုစောင့်နေခဲ့တာဖြစ်ပါတယ်။ ဘာလို့လဲဆိုရင်ကောင်းကင်အဆင့်တာယိုတွေဟာတကောင်ရဲ့အမြူတီကိုအခြားတကောင်ကဝါမြင့်ပြစ်လိုက်နိုင်မယ်ဆိုရင်သူတို့ရဲ့ဆင့်ငယ်ပြောင်းလဲမှုချက်စင်မှာအရန်ကိုအကျိုးရှိစေနိုင်မှာမလို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုနဲ့ကြောင်သားတွေဟာလည်းနောက်ဆုတ်သွားကြပြီးစီနီဝင်းညင်တကားနဲ့ဝီလျံဖွတ်ကြီးတို့ဟာတားခိုက်ကြဖို့ဖြစ်လာပါတယ်။不许他放弃良心。 စီနင်းဝိညာဉ်ကဟာဝိညာဉ်စွာတွေအလွန်ကျွံတုံထားမိပြီးဖြစ်တဲ့အပြင်ဒဏ်ရာလည်းရထားတာဖြစ်တဲ့အတွက်မီလီယံဖွတ်ကြီးရဲ့စွာပြင်းနဲ့တိုက်ခိုက်တာကိုမခံနိုင်တော့ပဲထွက်ပြေးပါတော့တယ်မီလီယံဖွတ်ကြီးကလည်းနောက်ကနေလိုက်သွားပြီဖြစ်လို့မူချန်လို့လည်းထက်ချက်မကွာ လိုက်သွားကြပါတယ်ကိုဟိုင်းကဝိညာဉ်နဲ့မြေကအပြစ်တာမူချန်လည်းအမြူတေကိုလူဖို့ချောင်းနေတယ်ဆိုပြီးပြောင်းလိုက်တဲ့အခါမှာတော့တခြားလူတွေရဲ့ပြင်မှတ်ဟာမူချန်စီကိုဥတီတော်ကြပါတယ်သူတို့တွေထွက်သွားကြပြီးမကြခင်မှာပဲအဲ့ဒီရေခဲကျိုင်းဝန်သားကိုလော့လီရောက်လာပါတယ် မွချံကိုမတွေ့လို့မေးကြည့်တဲ့အခါကောင်းကင်စင်ဝိညာဉ်တိုင်းရဲ့နှက်ကောင်နောက်ကိုလိုက်သွားတဲ့အကြောင်းသိလိုက်ရတဲ့အတွက်သူမလည်းအချိန်မဆိုင်တော့ပဲမွချံနောက်ကိုလိုက်သွားပါတော့တယ်။တစ်ဖက်မှာတော့ဝိညာဉ်တိုင်းရဲ့နှက်ကောင်ရဲ့တိုက်ပွဲဟာတော်တော်လေးကိုပြင်းထန်နေတယ်လို့အမြူတီကိုမွချံရတော့မှဆိုလို့အသေးအတန်လိုက်နေကြတဲ့လူအုပ်ကြီးဟာလည်းမွချံတို့ကိုမိလူမိခင်ဖြစ်လာပါတယ်။ အဲ့ဒီခါမှာတော့မုချန်ဟာကျိုးရဲစွမ်းအားတွေကိုငှားပြီးတိုင်းနှကောင်နောက်ကိုအမြန်လိုက်သွားတဲ့အတွက်ရဲချန်လင်ကိုချူချီပါအနောက်မှာကျန်နေခဲ့တယ်လို့သူ့နောက်လိုင်းနေတဲ့လူအုပ်ကြီးလည်းခဏအမျက်ခြေပြတ်သွားပါတယ်။စီနင်းဝင်းညင်ကဟာတော်တော်လေးကိုအားနေနေပြီဖြစ်တဲ့အတွက်မတီခင်နောက်ဆုံးအနေနဲ့စူးစမ်းအားထုတ်မှုအဖြစ်သူ့ရဲ့ဝင်းညင်စွမ်းအားတွေကိုအကုန်စုစည်းပြီးမီလီယံဝင်းညင်ဖွကြီးကိုထိတ်တိုက်ရင်ဆိုင်ဖို့လှုပ်လိုက်ပါတော့တယ်။ဖွကြီးကလည်းအဲ့ဒီအတိုင်းပဲသူ့ရဲ့စွမ်းအားကြီးတက်ွက်နဲ့ပြန်လည်ခုခံလိုက်တဲ့အခါမှာတော့ ကြီးမားတဲ့ပောက်ွယ်မှုကြီးဖြစ်သွားပြီးစီးနင်းဝိညာဉ်ကလည်းလွန့်ထွက်သွားပါတော့တယ်မူချန်အခွင့်ကောင်းယူကစီနင်းဝင်းညင်နဂါကိုတတ်လိုက်ပြီးသူ့ရဲ့အမျိုးသေးကိုရယူလိုက်ပါတယ်။မီးရန်ဖွတ်ကြီးကတော့သူ့ပစက်နာရောက်ခန်းကြီးမှာပုတ်ချခံနိုင်ရလို့မူချန်ကိုတော်တော်ဒေါရထွက်သွားပြီးအသေးကြီးလိုက်တိုက်ခိုက်ပါတော့တယ်။မူချန်ကကျူရဲ့စွမ်းအားကိုထက်ငါလိုက်ပြီးရင်ဆန်လိုက်တဲ့အခါမှာတော့မီးရန်ဖွတ်ကြီးလည်းအသက်ကျော့သွားရပါတော့တယ်။ တိုင်းရင်းနှက်ကောင်လုံးရဲ့အညူတေကိုရပ်သွားပြီးနောက်မှာရဲချန်လင်းနဲ့ချူချီလဲလိုက်မိလာခဲ့တယ်လို့နောက်ကလိုက်လာတဲ့လူအုပ်ကြီးတဲ့က၃ယောက်ဟာမူချန်နာကနေလူယူဖို့လောက်လိုက်ပါတော့တယ်။ဘုံဆန်။အချင်းဖို့ကြောက်出来။အဲ့ဒီ၃ယောက်လုံးဟာနဝဉ္ဇဉ်အစ်စ်တွေပဲမလို့ထိတိုင်းရင်ဆိုင်ဖို့မကောင်းလေးတဲ့အတွက်ဖက်ပြူးဝူတာရွေးချယ်လိုက်ပါတယ်။ကျူယိုးမှလည်းဝဉ္ဇဉ်စွာတိတ်မကြံတော့တာကိုတိသွားလို့နောက်ကလိုက်လာတဲ့လူ၃ယောက်ကိုပတ်ထုတ်ပြီးအညူတေကိုတန့်စင်လို့ရအောင်လုပ်ရပါတော့တယ်။ မွချင်ကထွက်တီးနေရင်ရုတ်တရက်ရန်လိုက်ပြီးအမြူတီကိုအဝေးကြီးလွှင့်ပစ်လိုက်ပါတယ်။ရှောင်ယော့ပြန်နာချူပါအဲ့ဒီလူသုံးယောက်သူတို့လက်ထဲရောက်လာတာကိုကြည့်လိုက်တဲ့အခါတာမန်ဝိညာဉ်သားရဲ့တွေရဲ့အမြူတီဖြစ်နေတာကိုတိလိုက်ရပြီးဂျင်းထဲခံရရပါတယ်။အဲ့ဒီအချိန်ခဏလေးအတွင်းမှာပဲမူချန်ကတော့အားလုံးကိုမျက်ခြေဖြတ်ထားနိုင်ခဲ့ပါပြီ။နေရာကောင်းတစ်ခုကိုရှာပြီးအမြူတီကိုတန့်စင်ဖို့လိုလိုက်တဲ့အခါမှာတော့သူစင့်ငယ်ပြောင်းလဲဖို့အရန်ထောက်ကူဖြစ်တယ်ဆိုပြီးနှစ်ခုလုံးကိုယူသွားလိုက်ပါတယ်။ ။မူချန်ကတော့တရိုးဆုပ်ယူလို့ပုံနေသေးရင်တော့သူ့ကိုနည်းနည်းခွဲပေးဖို့ပြောလိုက်ပြီးမဲ့ဒီမြူတင်ကခုရဲ့ဝိညာဉ်ဆွာဟာမထင်မှတ်တာတော့အောင်အားကောင်းနေတဲ့အတွက်မူချန်တန့်စင်ပြီးဆုပ်ယူဖို့ကအဆင်မပြေပါဘူး။တရိုးဟာအမြူတင်ကခုကိုဆုပ်ယူလိုက်တဲ့အခါမှာတော့ပြဿနာအကြီးကျယ်တက်သွားပါလေ။ဘာဖြစ်တာလဲဆိုရင်မြူတင်တစ်ခုဟာတစ်ခုကအပူတစ်ခုကအေးဖြစ်ပြီးအချင်းချင်းတားစားတာမဖြစ်ဘဲတွန်းကပ်နေတာဖြစ်လို့ကျိုယိုးဟာအဲ့ဒီဝိညာဉ်စွာနှစ်ခုကိုမထိန်ချုပ်နိုင်တော့ဘဲတံပြန်ဝါညှို့ခြင်းခံရပါတော့တယ် ကျိုးရောဟာသူ့ရဲ့စွမ်းအားတွေအကုန်သုံးပြီးခဏတာဖိနှိပ်ထားလိုက်နိုင်ပြီမဲ့လွန်ထွက်သွားတဲ့စွမ်းအားတချို့ဟာမူချံအတွက်အန္တရာယ်ရှိတယ်လို့အနေအောင်စာရွက်ကယူဆလိုက်တဲ့အတွက်ပန်းလောင်ဝင်ဟာကျိုးရိုးကိုညှစ်တက်ဖို့လုပ်ပါတော့တယ်ကျိုးရိုးတောင်းမခံနိုင်တော့တာကိုတွေးလိုက်ရလို့မူချံဟာပန်းလောင်ဝင်ကိုဖျက်ဆီးဖို့လုပ်ပြီးမဲ့အရာမထင်တာကိုတိလိုက်ရပါတယ်ဘလို့မှမတက်နိုင်တဲ့အဆုံးပန်းလောင်ဝင်ကိုအတင်းဆွဲဖြဲပြီးအထဲကိုဝင်သွားလိုက်ပါတယ် အထက်ကနေပြီးတော့ပန်းလောင်အိမ်ရဲ့လက်တံတွေကိုပြန်သွင်းလိုက်တဲ့အခါမူချံကိုပြန်လဲကုကန့်ခြင်းမရှိဘဲအလုပ်ဖြစ်တာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့မူချံဟာတသက်လုံးအထဲမှနေပြီးကြွေရိုးအတွက်ခုခံပေးနေလို့မရမှန်းသိနေလို့အကြက်ရိုက်နေပါတယ်။မူချံ还是放弃吧他迟早会撕碎我。မူချာဒီအတိုင်းတော့လက်လျှော့မပြစ်နိုင်လို့အသက်ရှင်နိုင်မယ့်နီလန်တစ်ခုခုကိုရှာခွေနေပါတယ်။ကျူယိုးကသူမစီမှာနီလန်တစ်ခုရောရှိပြီးအငြင်းများတဲ့အကြောင်းပြောပြလိုက်ပါတယ်။ ကျွန်ယိုးတို့လိုဒန်နိုင်လာတာရဲ့မျိုးနွယ်စုတွေမှာနဝဉ္ဉ္တာရဲ့တွေးပါတဲ့အတွက်တွေးကြောဆက်သွယ်ခြင်းနည်းလမ်းကိုအသုံးပြုလို့ရပါတယ်။အဲ့ဒီတွေးကြောဆက်သွယ်ခြင်းနည်းလမ်းဆိုတာကတယောက်နဲ့တယောက်ကိုယ့်ရဲ့စွမ်းအားတွေကိုသူဟာငါဟာဆိုပြီးခွဲခြားမှုမရှိတော့ဘဲအတူတူဖြစ်သွားမှဖြစ်တယ်လို့တည်ခြင်းရှင်ခြင်းကကြမှာလဲဆက်ဆက်သွားမှဖြစ်ပါတယ်။မူချန်တည်ရင်ကျွေးိုးပါလိုက်တည်ရမှာဖြစ်တယ်လို့ကျွေးိုးတည်သွားရင်လည်းမူချန်မှာလိုက်တည်သွားမှာပါအဲ့ဒါကြောင့်မူချန်ကိုတေချာစဉ်းစားဖို့ပြောလိုက်ပြီမဲ့ မူချန်ကတော့သူဝချင်းမရှိပဲအဲ့ဒီကန်ဂျမာကိုလက်ခံဖို့တဘောတူလိုက်ပါတယ်။ကျေယိုးဟာမူချန်လိုလူသားတယောက်ကမိမိလိုဝိညာဉ်သားရဲ့တကောင်ရဲ့အတက်ကူကင်းသဖို့အခုလိုမျိုးလုပ်ပြီးလိမ့်မယ်လို့ဘယ်တော့မှမထင်ထားခဲ့တာကြောင့်အန်အော်ဝန်တာဖြစ်သွားခဲ့ပါတယ်။မူချန်我们开始吧အနောက်မှာတော့ကျူယိုဟာသူမရဲ့အသက်ဆွမ်းကိုထွက်ယူလိုက်ပြီးမူချန်ရဲ့သွေးနဲ့အမျိုးတေကိုပေါင်းထည့်ခံလိုက်ပါတယ်။ တွေးကြောဆက်သွယ်မှုပြုလုပ်နေတဲ့အတော်အတွင်းတယောက်ကိုတယောက်နည်းနည်းလေးတောင်မှမကျေနပ်မှုတွေမရှိရဘဲယုံကြည်မှုရှိနေရမှာပဲဖြစ်ပါတယ်။အခွင့်အရေးဟာတစ်ကြိမ်သာရှိပြီးတစ်ခုခုလွဲချော်မှုဖြစ်သွားခဲ့ပြီဆိုတာနဲ့နှစ်ယောက်စလုံးတည်သွားနိုင်မှာပဲဖြစ်ပါတယ်။တွေးကြောဆက်သွယ်မှုကိုအောင်မြင်မြင်ပြုလုပ်လိုက်နိုင်ရင်အနောက်ရောက်စာရွက်နဲ့ပန်းလောင်အိမ်ဟာလည်းကျွယိုးကိုတတ်ခိုင်းတော့မှာမဟုတ်တဲ့အပြင်မုချန်ဟာလည်းကျွယိုးခန့်စားနေရတဲ့ဝိညာဉ်စွာတန့်ပြန့်ဝါမြုပ်ခန့်နေရမှုကိုပါမျှဝေခုခံပေးနိုင်မှာပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ကျိုးရိုးနဲ့မှုချာတေးသူရှင်မကွာသူကျော်ဆက်တွယ်မှုကိုအအောင်မြင်မြင်ပြုလုပ်သွားနိုင်ခဲ့ကြပြီပဲဖြစ်ပါတယ်။ရှင်မလင်းချင်း成功了တပတ်မှာလေလော်လီဟာမူချန်ကိုလက်ရှာနေရင်သူမကိုရည်တည်းလှုပ်တဲ့လူတယောက်နဲ့တွေ့လိုက်ရလို့သူမရဲ့စွမ်းအားတွေကိုထုတ်ပြပြီးချင်းချောင်းလိုက်ရပါလိမ့်တယ်။အဲ့ဒီနောက်မှာတော့မူချန်မှာအင်ဂျင်တွေဝိုင်းနေတာကိုတည်သွားပြီးကာကွယ်ပေးဖို့အမြန်လိုက်သွားလိုက်ရင်ရှင်မူချန်အပိုင်း29နဲ့30 storytelling video တစ်စက်မှုကိုဒီမှာပဲရန်လာလိုက်ပါတယ်။